စတင်မလာ22ရက်နေ့နေ့လယ်3:00ခွဲအချိန်ကဒလားမြို့နယ်အချိန်ခံပညာကျောင်းပေါင်းသူအသက်15နှစ်ယောက်ဘုံပြိုင်ပွဲမှာလူစုလူဝေးနဲ့အကျန်းဖက်ရန်ကြိုးပမ်းသဖြင့်ရဲတပ်ဖွဲ့မှတနက်ဖြစ်ပေါ့လူစုခွဲခဲ့ရပါတယ်။ HP စင်ဟာဒလားမြို့နယ်ကမာကတဲ့ရက်ွက်ရှိဘိုတေဇာအားသာခွင့်မှာမြို့နယ်အားသာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ဒလားမြို့နယ်စီမံခွဲခွဲမှုကော်မတီဥက္ကဋ္ဌဖလားအချိန်ခံပညာကျောင်းပေါင်းသူအသက်15နှစ်ယောက်ဘုံပြိုင်ပွဲအကျိုးဘူးလူဝေးကျင်းပတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အကျိုးဘူးလူဝေးအဖြစ်ဒလားမြို့နယ်အမှတ်1အချိန်ခံပညာထက်ထန်းကျောင်းဘောလုံးအသင်းနဲ့ အမှတ်နှစ်အခြေခံပညာထပ်ထမ်းကျောင်းဘောလုံးသင်းတို့ချိန်မှန်ကစားခဲ့ကြရမှာအမှတ်နှစ်အခြေခံပညာထပ်ထမ်းကျောင်းဘောလုံးသင်းမှာနှစ်ကိုးတကိုးနဲ့အနံ့ရရှိခဲ့ရာပြည်သက်900ခန်းမှာဒိုင်အဖွဲ့နဲ့ဘောလုံးမွေးချင်းပါရေးကော်မတီတို့ကိုမကြေနပ်၍ဘောလုံးကွင်းအတွင်းကိုအုပ်စုလိုက်အကြံဖတ်ဖို့ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီနဲ့တလားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးတည်ဌာနမှတာဝန်ရှိသူများကလူစုခွဲထွက်ခွာဖို့အတန်ချက်စနစ်မေတ္တာရက်ခံအသိပေးကြညာခဲ့ပေမဲ့ဆက်လက်ဝင်ရောက်တဲ့အတွက်လုံခြုံရေးတာဝန်ကြရဲတပ်ဖွဲ့မှ6လံကမိုးဘော်ကို ပိုက်အက်ရှင်တွဲဖို့ပြောင်းချုပ်တနက်နဲ့တစ်ချက်ပြစ်ခတ်ထိန်းသိမ်းခဲ့ရလို့သိရပါတယ်။ဘောလုံးကွင်းတွင်းသို့ဝင်ရောက်လာသောလူအုပ်စုမှာတနက်တန်ကြာ၍ညနေ9နာရီခွဲအချိန်မှာလူစုခွဲကအေးချမ်းစွာပြီးဆုံးသွားခဲ့ကြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းဒလမျိုးမရဲစခန်းမှတာဝန်ရှိသူကပြောကြားပါတယ်။